ုဘဝထဲကတမိုးရှိဆုံးအရာတွေဆိုတာဘာတွေများဖြစ်မလဲနံပါတ်၁ကျမ်းမာရေးကိုခန္ဓာစိတ်နှင့်စိတ်ချမ်းသာမှုအားလုံးပါဝင်ပါတယ်ကျမ်းမာမှသာတခြားအရာတွေကိုခံစားနိုင်မှာပါနံပါတ်၂မိသားစုနှင့်ရှေ့ရသူများမိဘမောင်နှမတငယ်ချင်းချစ်သူစတဲ့သူတွေရဲ့မြစ်တာနဲ့ထောက်ပံ့မှုတို့ဟာဘဝကိုအတိတ်ပဲဖြည့်ပေးပါတယ်နံပါတ်၃တွေ့ကြုံနှင့်အမတ်တရများခီးသွွားခြင်း သင်ယူခြင်းစွန့်စားခြင်းတို့ကရရှိလာတဲ့အမှတ်တရတွေဟာငွေကြီးထက်တမိုးရှိပါလေ။နံပါတ်၄လွတ်လပ်မှုနှင့်စိတ်ချမ်းသာမှုကိုယ်ဆုံးဖြတ်ချက်ကိုကိုရှာမှတ်နိုင်ခြင်းစိတ်ဖြစီမှုဂင်ပြီးအေဂျင့်စွာနေထိုင်နိုင်ခြင်းတို့ဟာအဖုံးဖြတ်နိုင်ပါဘူး။နံပါတ်၅ကျေးဇူးတင်နိုင်စွာရိုးရိုးလေးပျော်ရွှင်တတ်ပြီးကျေးဇူးတင်စိတ်ထားရှိခြင်းကဘဝအရသာကိုပိုတိုးစေပါလေ။နံပါတ်၆လူမှုဆက်ဆံရေးအရေးသွေးလူတွေနဲ့နှဆိုင်နဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခြင်းကအထူးကျန်မှုကိုချော့ချပေးပါလေ။နံပါတ်9ကိုရီကိုသွေးတိုးတက်မှုကိုက ကိုကိုနားလည်ပြီးမိမိကိုကို မြင့်တင်နိုင်ခြင်းဟာလည်းတမိုးရှိပါတယ်ဒီအရာတွေကိုအချိန်နဲ့အမျှမြင့်တင်ပြီးကျေးဇူးတင်စိတ်ထားရှိမယ်ဆိုရင်ဘဝဟာပုံမူပြေဝလာမှာပါ